ဟယ်လိုအားလုံးပဲမင်္ဂလာပါယူနိုက်တက်ရှီဝူကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ကလက်ရှိနွေရာသီအပြောင်းရွှေ့ထီတော့တကယ်ဘယ်လိုအသင်းနဲ့ပတ်သက်တဲ့ဒီလုပ်ငန်းလှုပ်ဆောင်တာတွေကတော့ကစားမခေါ်ယူမှုတွေပိုင်းမှာဘယ်လိုပြောမလဲမော်တယောက်ပဲခေါ်ယူထားသေးတယ်ဆိုပေမဲ့လို့ကျွန်တော်တို့ကကျင်းနေဆရာကောင်းတဲ့ခေါ်ယူမှုတွေဖြစ်နေပြီလားပေါ့နော်တခုရှိတာကတော့ဗျာဒီလက်ရှိကစားမတွေရဲ့အခြေအနေနဲ့ပတ်သက်လို့ကျွန်တော်ပြောရင် အင်မတန်ဆောလွန်းသေးတယ်ဗောနော်အခုလည်းရှိကျွန်တော်တို့အနေနဲ့မက်သီးစ်ကွန်ညာကိုကျွန်တော်တရားဝင်ခေါ်ပြီးသွားပြီဒါအပြင်ဒါအန်ပွဲမှုနဲ့ပတ်သက်လို့လည်းကျွန်တော်တို့အနေနဲ့ဒါခေါ်ဖို့အတွက်အချိန်ကြီးကကောင်းနေတယ်ကလပ်တင်းတစ်ခုကြားသဘောတူညီမှုရပြီဆိုတာနဲ့အဆင်ပြေမှာဆိုတော့လက်ရှိအသင်းဘက်ကခေါ်ထားတဲ့ကစားမားတွေရဲ့အချိန်ကြီးကိုကျွန်တော်ကြည့်ကြည့်အောင်အဓိကအပြင်ကျွန်တော် United မှာအားနည်းနေတဲ့အချက်တွေကျွန်တော်ရှိတယ်နံပါတ်1ကတိုက်စစ်မှာပြောရင် twin goal နဲ့ပတ်သက်လို့ဒါအားနည်းတယ်ဖန်တီးမှုပိုင်းနဲ့ပတ်သက်လို့ဒါအားနည်းတယ် တွင်းကိုတွေဖန်တီးမှုတွေကိုဘရူနိုဖန်ဒက်စ်တက်ရောက်တဲ့အပေါ်မှာပဲကျွန်တော်အများကြီးမိတီနေရတယ်ဒီပြဿနာကိုဖြေရှင်းဖို့လိုတယ်ကျွန်တော်ဘောနော်နေရာတိုင်းကကစားသမားတွေစီကနေပြီးတော့တွင်းကိုတွေဖန်တီးမှုတွေရနေမှာကျွန်တော်ဖြစ်မှာဆိုတော့အခုလက်ရှိခေါ်ထားတဲ့အန်ပွေမိုတို့မတ်တီးယက်စ်ကွန်ညာတို့ဒါရီနဲ့ပတ်သက်ပြီးတော့ဘလောက်ထိသူတို့အသင်းပြဿနာတိုက်စစ်နဲ့ပတ်သက်လို့ကြုံနေရတာတွေကိုဖြေရှင်းပေးနိုင်မလဲဒါတွေကိုကျွန်တော်ကြည့်သွားပါမယ်ဒါအပြင် United နောက်ထပ်ကြုံနေရတဲ့ပြဿနာက injury တွေပါ United ဟာ ဟိုအဲရစ်တန်ကလက်ထက်မှာကောနီးပြအမိုရင်လက်ထက်မှာကောဒဏ်ရာပြဿနာတွေအများကြီးနဲ့ကျွန်တော်အနေနဲ့ရင်ဆိုင်ရလေးရှိတယ်။ဆိုတော့အစ်စ်ခေါ်ထားတဲ့ကစားသမားတွေက injury အနေနဲ့ပေါ့နော်ဘလောက်ထိကင်းမလဲ။ဒီကစားသမားတွေပွဲတွေဘလောက်ထိကျွန်တော်ကစားထားတယ်လဲ။ဒါတွေနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ကြည့်အောင်ပါ။ဆိုတော့ကိုခေါ်တဲ့ကစားသမားတွေဟာအည်သွေးပန်းရကောင်းယူနေမကဘူး။ physical ability ပိုင်းမှာပါကျွန်တော်ကလက်ရှိကစားသမားတွေတဲ့ပိုကောင်းနေမှရမှာ။အတင်းမှာကစားသမားကောင်းတချို့ဒဏ်ရာပြဿနာတွေကြောင့်ကျွန်တော်တို့ကလက်လွတ်ရတယ် အာမက်ဒီယာလိုလိုအသင်းမှာတကယ်ကောင်းတဲ့ injury ပြဿနာတွေကြောင့်အရေးကြီးတဲ့ကန်တာတွေမှာလက်လွတ်ရတယ်။လန်နီယိုလိုလို injury တွေကြုံရတယ်၊မကွိုင်းယာတို့ကြုံရတယ်၊ဒီလစ်တို့ကြုံရတယ်၊လစ်ချာတို့ကြုံရတယ်၊လူရှောတို့ကြုံရတယ်၊အေဒင်ဟေဗင်တို့ကြုံရတယ်။ခန်စစ်တက်လျှောက်လုံးမှာဒဏ်ရာပြဿနာမကြုံမှုတဲ့ကစားမဆိုတာမရှိဘူး။ကွင်းလယ်မှာကက်စမဲရိုတန်ရကျုံရတယ်၊ဥကာဒိကျုံရတယ်၊မေဆမ်မော့ကျုံရတယ်၊အရစ်ဆင်ကျုံရတယ်၊အကုံမိန်နူးကျုံရတယ်၊အကုံလုံးနီးပါအင်ဂျူရီပြဿနာတွေကျွန်တော်ကျုံရတယ် ဆိုတော့အသင်းမှာခေါ်ထားတဲ့ကစားဒီအသင်းမှာရှိတဲ့ကစားမတွေမှာ injury တွေဒီကြုံရတယ်เนาะဒီဗာလဲ master video တွေလည်းကျွန်တော်ကြုံရတယ် download တွေလည်းကျွန်တော်ကြုံရတယ်ဆိုတော့အသစ်ခေါ်ထားတဲ့ battery တူကူကတော့မစိုးဘူးလို့ကျွန်တော်ပြောလို့ရတယ်လက်ရှိချိန်ဒီ injury တွေသူတိတ်အဲ့လောက်မကြုံရသေးဘူးတိုက်စစ်မှာကျွန်တော်ကြည့်ရင် resman wildland တန်ရာကြုံတယ် zixi တန်ရာကြုံတယ်နောက်ပြီးလို့ရှိရင်ခုနကပြောတဲ့ mason mount တို့ဘာလို့တန်ရာကြုံတယ် ghana chu တန်ရာမကြုံဘူး နော်ဒါပေမဲ့လို့ကာနာချူသည်ကျွန်တော်တိုက်စစ်မှာ twin go နဲ့ပတ်သက်လို့ဖန်တီးမှုနဲ့ပတ်သက်လို့အရင်ကြီးအာမကိုပါဘူးဆိုတော့အသင်းကစားသမားတိုင်းနှိပါကိုကဒဏ်ရာပြဿနာတွေကြုံနေရတော့ကျွန်တော်ຫນွေရာဒီပြောင်းချီမှာခေါ်မဲ့ကစားသမားတွေဒီအကြီးချင်းရလဲကျွန်တော်ကောင်းပါမယ်အကြီးတွေးရလဲကောင်းပါမယ် injury ပြဿနာရလဲကျွန်တော်ကင်းမရမယ်ဆိုတဲ့ကျွန်တော် record ရကျွန်တော်ကင်းမရမယ်ဆိုတဲ့ကျွန်တော်ဒါအချိန်ကြီးမျိုးတော့ဗောနော်ရှိမှကျွန်တော်ရမယ်ဆိုတော့ဒါနဲ့ပတ်သက်ကျွန်တော်ကြည့်ကြည့်ရအောင်ဗျာဆိုတော့ number 1ကျွန်တော်ကြည့်ကြည့်ရရင် digo leon ကျွန်တော်တို့ဒီ18နှစ်ရွယ်ကစားသမားလေးဖြစ်သူဒီဂိုလီယွန်ကိုမန်ချက်စတာယူနိုက်တက်ကခေါ်ပြီးသွားပြီသူမန်ချက်စတာယူနိုက်တက်ကိုဒီနေရာဒီအပြောင်းရွှေ့မှာကျွန်တော်ဗောနော်ရောက်လာတော့မယ်ဆိုတော့ left back နေရာမှာလည်းကစားတယ်ပေါ့လေဆိုတော့အသင်းမှာကြာလို့ရှိရင်တော့ကျွန်တော်ဒါသူ့ကိုအဲ left wing back နေရာမှာသုံးမလားဒါမှမဟုတ်ဆိုလို့ရှိရင်ကျွန်တော် left center back နေရာမှာကျွန်တော်သုံးမလားကျွန်တော်စောင့်ကြည့်ရမယ်ဆိုတော့ကစားမားလေးကအသက်ကအခုမှကျွန်တော်18နှစ်ပဲကျွန်တော်ရှိပါသေးတယ်18နှစ်ပဲကျွန်တော်ရှိသေးတယ်ဆိုတော့ ဒါအသင်းမှာရောက်လာတဲ့အခါချက်ချင်းလက်ငင်းကြီးကျွန်တော်တို့ဒါအတုံးချတာမျိုးတွေဖြစ်ချင်မှာဖြစ်လိမ့်မယ်။ဒါပေမဲ့ပေါ့နော်ကစားမားလေးကစားထားတဲ့ကျွန်တော်တို့ဟွာတွေကိုကျွန်တော်ကြည့်ရရင်လက်ရှိသူကစားနေတဲ့ပေါ့နော်ကျွန်တော်တို့ဒီဗာလဲပရီးမီယာဒီဗီရှင်းမှာဆိုလို့ရှိရင်2025မှာ12ပွဲသူကစားထားတယ်ပေါ့နော်။ဒီ12ပွဲကစားထားတယ်ပြီးလို့ရှိရင်အဲပါရာဂွေးယူနက်ဆက်ယူနက်ဆက်အတွက်လည်းသူ9ပွဲထိသူကစားထားတယ်။ဒါအပြင်2024ခုနှစ်မှာ19ပွဲထိသူကစားထားပြီးတော့ ပါရာဂွေးယူနက်ဆယ်မှာဆိုလို့ရှိရင်ပါရာဂွေးယူနက်ဆယ်ကတော့2025မှာကစားရတာဆိုတော့2024 2025မှာဆိုလို့ရှိရင်19ပွဲ22ပွဲတိတူကစားထားတယ်ဆိုတော့ဒါကလူငယ်ကစားမတစ်ယောက်အတွက်ဒီလောက်ထိကစားတာကမဆိုးဘူးလို့ကျွန်တော်ထင်တယ်မဆိုးဘူးလို့ကျွန်တော်ထင်တယ်အသင်းမှာလည်းအမြဲတမ်းကြီးပွဲထုတ်ခွင့်ရကြမှာရမှာဒီအချိန်ကြီးနဲ့ဒါပေမဲ့ तू က physical ability ဘိုင်းမှာတော့မဆိုးဘူးခန္ဓာကိုယ်တိဆောက်ပုံရလည်းအများကြီးအချိန်ကြီးကောင်းတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ Matthias Kunya ရဲ့ခေါ်ယူမှုကရောကျွန်တော်ဘယ်လောက်ထိအချိန်ကြီးကောင်းတယ်လဲ မက်ဒီယက်စ်ကွန်ညာကဗျာကျွန်တော်တို့ twin goal နဲ့ phantom move ပိုင်းကိုကျွန်တော်အရင်ဆုံးကြည့်ကြည့်အောင်ပြီးခဲ့တဲ့ premier league မှာဆိုလို့ရင်သူ wolverhampton နဲ့33ပွဲကစားထားတယ်33ပွဲကစားထားတယ်38ပွဲမှာသူ33ပွဲကစားထားတယ်9ပွဲလွဲထားတယ်ဗောနော်ဒီညမှာ15 goal ထိသူ twin ထားတယ်15 goal ထိသူ twin ထားတယ်6 goal phantom ပေးထားတယ်ဆိုတော့ phantom တစ်ယောက်တည်းကိုပဲ phantom မှုတွေ twin goal တွေနဲ့ပတ်သက်လို့အလုံးစုံတာဝန်ယူနေရတဲ့အချိန်မှာကွန်ညာဒီ တွင်ကိုနဲ့ဖန်တီမှုအတိုင်းအတာတစ်ခုကြီးသူတောင်းလွှဲယူနိုင်မှာပဲဆိုတော့ဖန်နက်စ်တယောက်နဲ့ထန်းနေရတဲ့တောင်းသည်ကိုညာလဲလွှဲယူတော့မှာကျွန်တော်အနေနဲ့တိုက်စစ်ကနေရိုနံပါတ်10ကြီးကိုပြီးခဲ့တဲ့ရာသီကဘလူးမန့်အချီနီမကောင်းခဲ့ဘူးဆိုတော့ဒါကိုကိုညာကလွှဲယူမဲ့အချီနီမျိုးပါဒါကြောင့်ကိုညာကိုခေါ်လိုက်တဲ့နေရာမှာတွင်ကိုနဲ့ဒီဖန်တီမှုဒီအတိုင်းအတာတစ်ခုကြီးဒါအတိုင်းအတာဥပဒေ15ကို90လောက်ထိတော့အချီနီကောင်းမှာပဲဆိုတော့ကိုညာကိုကျွန်တော်ကြည့်ရင်လည်းပြီးခဲ့တဲ့ရာသီကလည်း32ပွဲပဲသူကစားရတယ် ဒါပေမဲ့၁၂ကိုးသွင်းနဲ့၇ကိုးဖန်တီးတယ်ဆိုတော့သူ့ဟာနဲ့သူရကျွန်တော်မစိုးဘူးဆိုတော့တရာဒီကိုအ ਨੇ သူပွဲ30တော့ကစားနေတဲ့ပလေယာမျိုးပရီးမီးယားလိတီတန်ကိုပြောတာပေါ့နော်ပရီးမီးယားလိတီတန်တရာဒီကိုသူပွဲ30ထိသူကစားထားတယ်ဒါအပြင်2024 2025မှာပေါ့နော်2020ပြီးခဲ့တဲ့ရာဒီမှာပရီးမီးယားလိမှာသူ33ပွဲကစားတယ်ဆိုတော့ဒီ EFN ကတ်မှာတော့သူတို့တပွဲပဲကစားလိုက်ရတယ်ပေါ့နော်ရှေ့ဒီမှာလည်းသူတပွဲစီပဲကစားရတယ်။ဒါကြောင့်ကျွန်တော်တို့ကြည့်ရင်ကွန်ညာဒီအတိုင်းတာတစ်ခုဒီအချိန်ကြီးကောင်သူခြေသွမ်းပြတယ်သူ အရေးကြီးတဲ့ပလေယာတွေကတယောက်ဖြစ်နေပြီဆိုတဲ့အသင်းမှာပုံမှန်ပွဲကစားကွင့်တည်အမြဲတမ်းရပြီးတော့ injury ပြဿနာနဲ့အဲ့ဒါလောက်ထိကျွန်တော်မကြုံရဘူး။ဘရာဇီးလက်ရွေးစင်အသင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ2023ကနေ2025ထိ World Cup Qualifier တွေမှာသူ၅ပွဲထိကစားရတယ်ပေါ့နော်။ဒါကတော့အရေးကြီးမခံရတာတွေရောဘာတွေရောပါတယ်ပေါ့လေ။ Atletico Madrid မှာလည်းအတလတီကိုမက်ထရစ်မှာဆိုလို့ရှင်လာလီဂါမှာသူ2021 22ရာသီတုန်းကဆိုလို့ရှင်သူ20ဝန်းကျင်ပဲရှိအောင်ပဲတင်ပါတယ်29ဝဲတိသူကစားရတယ်အဲ အက်တလက်တီကိုမှတ်ထွက်မှာ29ဝဲတိသူကစားရတယ်2022 2023မှာတော့သူ17ပွဲပဲကစားပြီးတော့အတင်းပြောင်းသွားတယ်ပေါ့နော် Champions League မှာဆိုလို့ချင်းလည်းပဲဒီတိုင်းပဲ2022 2023ရာသီမှာ9ပွဲတိသူကစားရတယ်2021 22ရာသီမှာ9ပွဲသူကစားရတယ်ဆိုတော့ကွန်ညာဒီ injury record နဲ့ကျွန်တော်ပတ်သက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒါလောက်ထိကျွန်တော်နေနေပေါ့နော်စိတ်ပူစရာကောင်းတဲ့အခြေအနေမျိုးကျွန်တော်ကျွန်တော်ရှိရှိမနေဘူးပေါ့နော် Okay ခဏလေးနော် ဆိုတော့ဒါကအရေးကြီးတယ်ဗျာဒီကကျွန်တော်တို့ခေါ်တဲ့ကစားမားတွေကဒဏ်ရာပြဿနာတွေကြောင့်ကျွန်တော်တို့ဒါတစ်ချိန်လုံးဥသိတယ်မလားဟိုဟိုကစားခွင့်ရမနေတာမျိုးတွေကျွန်တော်ဖြစ်နေဖို့ကျွန်တော်တို့မရဘူးဗောနော်ဒါကြောင့်ကျွန်တော်အတင်းတွေကျွန်တော်တို့ကြည့်ရင်ကွန်ညာသည်မဆိုးဘူးဗောနော် injury record ကကျွန်တော်တို့ကြည့်ရင်ဆိုတော့2023 2024ရာသီမှာသူ့အနေနဲ့ဗောနော်ကျွန်တော်တို့ဒါ hamstring injury ကြောင့် Wolverhampton အတွက်သူ9ပွဲလွဲတယ်2024 2025မှာတော့သူ record တွေမှာပါမထားသေးဘူးဆိုတော့ hamstring injury ကြောင့်ဘာလို့သူ49ရက်လွဲတယ်ဆိုတော့9ပွဲထိသူဘန်တန်းရဲ့ပွဲကိုသူလွဲတယ်ဒါက8ရာသီနော်တော့22 23ရာသီမှာတော့သူ athletic ကို metric မှာသူ2ပွဲပဲလွဲတယ်8ရက်သူနားရတယ်21 22ရာသီမှာဒူးဒန်ရာကြောင့်သူ9ပွဲလွဲတယ်43ရက်သူနားရတယ်ဒါသူ့ရဲ့ကစားမဘဝမှာကျွန်တော်49ရက်ထိသူအများဆုံးလွဲတာဒါဟာ wuhan တန်မှာပေါ့နော်ပြီးခဲ့တဲ့ရာသီရဲ့8ရာသီ23 24ရာသီမှာ9ပွဲသူလွဲထားတယ် ဆိုတော့ဒါအတိုင်းအတာတစ်ခုတည်းတော့ဗောနော်တရားဒီမှာပရီးမီးယားလိတီးတန့်ကိုပဲပွဲ30လောက်ထိတော့ကစားနိုင်နေတယ်ဒါဒီအများကြီးကောင်းတဲ့အရာပါဒါဒီအများကြီးကျွန်တော်ကောင်းတဲ့အရာပါဆိုတော့ injury ရလည်းအဆင်ပြေတယ်လို့ဂိုးသွင်းပါဝင်ပတ်သက်မှုမှာလည်းအဆင်ပြေတယ်လို့ကျွန်တော်ထင်တယ်ကုညာကိုခေါ်လိုက်တဲ့နေရာမှာကျွန်တော်တို့ဒီ physical ဘိုင်းညီမလေးကျွန်တော်ကြည့်ဖို့လိုသေးတယ်။ဒါကြောင့်ကွန်ညာဒီမစိုးဘူးပေါ့နော်။နောက်တစ်ခုနောက်တစ်ယောက်ကျွန်တော်ကြည့် Brian Anbwe မှုတခုရှိတာကတော့ Anbwe မှုရဲ့အပြောင်းအလဲမပြီးသေးဘူးပေါ့နော်။မပြီးသေးဘူးဆိုတာ လို့ပြောမလဲဒီကစားမားကပြောင်းမယ်လို့ပဲသူပြောထားတာကလပ်တင်းတစ်ခုကြားထဲမှာသဘောတူညီမှုတွေရပါတယ်ရဖို့လိုသေးတဲ့အပြောင်းအရွှေ့တွေကဆိုတော့အန်ပွေမူနဲ့ပတ်သက်လို့ကျွန်တော်တို့ stats တွေကကျွန်တော်ကြည့်ကြည့်ရအောင်အန်ပွေမူဒီပြီးခဲ့တဲ့ Premier League ယာတီမှာသူ့ရဲ့ productive အဖြစ်ဆုံးယာတီပြောရလို့ရှင်တော့ဆွမ်းဆောင်ရင်အကောင်ဆုံးယာတီလို့ပြောလို့ရတယ် Premier League ပြီးခဲ့တဲ့ယာတီမှာသူ38ပွဲထိသူကစားတယ်ပွဲတိုင်းသူကစားတယ်38ပွဲမှာ goal 20တွင်ပြီးတော့ဖန်တီးမှု9ချိန်ရထားတယ် 38ပွဲမှာ28ဂိုးပါဝင်ပတ်သက်မှုကျွန်တော်ရှိထားတယ်။မတ်တီးယပ်စ်ကွန်ညာကတော့ဘယ်လိုပြောမလဲခဏလေးနော်။မတ်တီးယပ်စ်ကွန်ညာကမတ်တီးယပ်စ်ကွန်ညာကကျွန်တော်33ပွဲမှာ15ဂိုးသွင်း6ဂိုးဖန်တီးထားတယ်။ဆိုတော့33ပွဲမှာ20နဲ့ကျွန်တော်ဒီတကူးကြော်လောက်ထိကိုပါဝင်ပတ်သက်မှုရှိထားတယ်လို့နောက်တစ်ယောက်ကလည်းကျွန်တော်အနေနဲ့ဒီ28ဂိုး30နီးပါးပါဝင်ပတ်သက်မှုရှိထားတယ်ဆိုတော့ခုနကပြောသလိုပဲ ။ဝင်းကိုနဲ့ဖန်တီမှုတွေကိုအတိကတယောက်တည်းဝန်ထမ်းနေရတဲ့ Finance ကအတိုင်းတာတစ်ခုကြီးတော့ဒါရှော့ချနိုင်မှာပဲ။ကျွန်တော်တို့ကစားမတစ်ယောက်တည်းကိုမှီတီနေဖို့မလိုဘူးဗျာ။မလွယ်ဘူးဘောနော်တစ်ယောက်တည်းမှီတီရတယ်။အဲ့တစ်ယောက်တိုင်ပင်သွားရောဆိုတော့တိုင်းစင်မှာကိုညာကလည်းကိုသွင်းနိုင်တယ်ဖန်တီမှုလည်းလုံနိုင်တယ်။ဒီဘွယ်မိုးစလို့ချင်းလည်းပဲဒီတိုင်းပဲဖြစ်တင်ပေါ်ဒီလည်းသူလုံနိုင်တယ်။ set piece တွေလည်းသူကန်တက်တယ်။နော်ဒေါင်ကန်ပေါ်ဒီပါဒီနော်ကျွန်တော်တို့ကကန်တက်တယ်ဖြစ်တင်ပေါ်ဒီသူကောင်းတယ်။ဆိုတော့ဖန်တီမှုကအသွင်းကိုရော အတိုင်းနာတစ်ခုဒီဘရူနိုထန်ကနေပြီးတော့သူမျှပြီးတော့သူယူလို့ရတယ်ဒါဒီကစားမရီရဲ့ twin go ဖန်တီမှုနဲ့ပတ်သက်ရင်လက်ရှိခေါ်ဖို့ကြိုးပမ်းထားတဲ့နှစ်ယောက်စလုံးကအများကြီးကောင်းတဲ့အနေအထားမျိုးမှာကျွန်တော်ရှိတယ်အတင်းမှာအလုတ်ဖြစ်မဖြစ်ကတော့အချိန်ကစကားပြောမှာပေါ့လေဆိုတော့ဘွယ်မွန်နဲ့ပတ်သက်လို့ကျွန်တော်တို့ဗောနော်ကစားတဲ့ပွဲစဉ်တွေကိုကျွန်တော်ကြည့်ရင်အဲခဏလေးနော်โอเคကျွန်တော်ကြည့်ကြည့်အောင်ကစားတဲ့ပွဲစဉ်တွေကိုကျွန်တော်ကြည့်ရင်နော် โอเคအံပွဲမူကအံပွဲမူကကျွန်တော်တို့အနေနဲ့အံပွဲမူကပြီးခဲ့တဲ့ရာသီမှာပရီးမီးယားလိမှာသူခုနကပြောသလိုပဲ38ပွဲကြီးကစားထားတယ်ဗျာဒီလားပရီးမီးယားလိမှာသူ38ပွဲကြီးကစားထားတယ်အဲဒါအပြင် EFN Cup မှာဆိုလို့ရှိရင်လည်းသူ3ပွဲကစားထားတယ်เนาะအဲ့တော့42ပွဲ ဖြစ်သွားပြီဆိုတော့မဆိုးဗျာဒီလားเนาะချန်ဟိုမဆိုးမဆိုးဆိုတာကတရာသီမှာပွဲ40 42ပွဲလောက်ကစားနိုင်နေဆိုတော့ဒါမှမဟုတ်သူအတင်းကတခြားပွဲတွေဘာတွေမကစားလို့ပေါ့လေ ဆိုတော့အသင်းကိုရောက်လာတဲ့အခါပရီးမီးယားလိမှာမင်းပွဲတိုင်းကစားနိုင်ရင်ကိုပဲတတော်ကြီးကိုကောင်းနေပြီပြောရမှာတခြားပြိုင်ပွဲလေးတွေဘာတွေနဲ့တော့တရားဒီကိုပွဲ၄၀လောက်ကစားနိုင်ရင်ကိုပဲမစိုးဘူးလို့ပြောရမှာဗျာဘာလို့လဲဆိုတော့အခြားကစားမတွေကိုကျွန်တော်ကြည့်ရင်ကိုရီတင်းမှာ injury တွေကြီးကြုံနေရတာဆိုတော့အန်ပွေမူဒီပြီးခဲ့တဲ့ယာဒီပရီးမီးယားလိမှာ38ပွဲကစားထားတယ်အဲ့ဒီရှေ့ရယာဒီ2023 2024ယာဒီမှာ25ပွဲကစားထားတယ် နော်ဆိုတော့အဲ့25ဘွဲ့မှာလည်း99သွင်း69ဖန်တီပေါ့လေအဲ့ဒီရှေ့က2022 2023ရာသီမှာ38ဘွဲ့ထိသူကစားပြီးထားပြီးတော့2021 22ရာသီမှာလည်35ဘွဲ့ထိသူကစားထားတယ်ဆိုတော့အကြမ်းပြင်းရပြင်းကျွန်တော်မစိုးဘူးဗျာဒီလားအံပွင့်မှုရဲ့ injury record ကဆိုတော့ဒဏ်ရာပြဿနာနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရအောင် injury ရဒီတော်တော်လေးကိုသူ့အခြေအနေကိုကျွန်တော်ကြည့်ရင်2023 2024ရာသီမှာသူက angle injury ပေါ့နော် ခြေချင်းဝန်းဒဏ်ရာကြောင့် 16ပွဲအထိသူလွဲတယ်16ပွဲဆိုတာကဘရန်ဖို့တီးတန့်နေမဟုတ်ဘရန်ဖို့အတွက်ကောသူ့ရဲ့နိုင်ငံလက်ရွေးစင်အတင်းအကျပ်ဒီကင်မရွန်အတွက်ကောသူလွဲတာ16ပွဲရှိတယ်တော်တော်ကိုများပါတယ်တော်တော်ကိုများပြီးတော့ရက်ပေါင်း100နီးပါးကို3လလောက်အထိကိုသူနားလဲရတယ်ဗောနော်ဆိုတော့ဒါကအန်ဂယ်အင်ဂျူရီကြောင့်ဗောနော်အဲ့ဒီရှိမှာတော့2019 20မှာပဲရှိတယ်သူကိုရိုနာဗိုင်းနဲ့ကြောင့်သူတပွဲလွဲတယ်ဗောနော်9ရက်သူနားလဲရတယ်ဒါပဲရှိတာ ဒါပဲရှိတာဗောနော် injury နဲ့ပတ်သက်ရင်ကြံတာမရှိဘူးဆိုတော့မဆိုးဘူးလို့ကျွန်တော်ပြောလို့ရတယ်ဗျာ injury ကတော်တော်ကိုကင်းနေတယ်မှာကျွန်တော်ပါတယ်ဒါကြောင့်ဗောနော်ဟိုဘယ်လိုပြောမလဲဘာပဲဖြစ်ဖြစ်ဗောနော်တရာဒီမှာ injury တစ်ခုလောက်ပဲကြုံနေပြီးခဲ့တဲ့ရာဒီမှာ injury တွေဘာတွေမကြုံဘူးဆိုတာကအများကြီးကောင်းတဲ့အခြေအနေပါအများကြီးကောင်းတဲ့အခြေအနေပါဒါကြောင့်အလက်ရှိအသင်းကခေါ်ထားတဲ့ Matthias Kunya ဒီ injury record တော်တော်ကင်းနေတယ်မှာပါတယ်လို့ twin go phantom တွေအများကြီးအခြေအနေကောင်းနေဒီကိုလီယွန်16နှစ်ပဲရှိသေးတော့အဲ့လောက်ဒီစိတ်ပူစရာမလိုဘူး တော့အခုလက်ရှိ Patrick Dugu လည်းပဲကျွန်တော်တို့ injury တွေကြောင့်လွှဲနေတာတွေမရှိတော့ခွဲအခုလက်ရှိကျွန်တော်တို့ခေါ်ဖို့လုပ်နေတဲ့ Brian Ambuemo ဒီ injury ကြောင့်ကျွန်တော်အနေနဲ့ပေါ့နော်ဒါလွှဲတဲ့ပွဲဟာ imminent ရှားတယ်ဒါကြောင့်အသင်းမှာလိုအပ်ချက်တွေဖြစ်တဲ့ twin goal တွေဖန်တီးမှုတွေအပြင်ဒါရဒီဒါရ record ကင်းတဲ့ကစားမတွေ physical ability ဒီပိုင်းကောင်းတဲ့ကစားမတွေကိုကျွန်တော်တို့ခေါ်နိုင်နေဆိုတော့မဆိုးဘူးလို့ကျွန်တော်ပြောရမယ်။ကွန်ညာဆိုလို့ချင်းလည်းပဲကျွန်တော်တို့အနေနဲ့ဒါ tactical body တွေမကောက်ဘူးပြသေးတာ pressing တွေ body မှာပါအဆင်ပြေတဲ့ကစားမမျိုး အံပွေမှုလည်းပဲ physical ability ကခက်တောင့်တောင့်နေဒီတိုင်းပဲအသင်းမှာအဓိကလိုအပ်ချက်ရှိနေတာအဲ့ဒါလေးပဲအရာအသင်းရဲ့လက်ရှိအလုပ်လုပ်နေတာတွေကတော့ရင်ခုန်စရာကောင်းနေပေါ့နော်ဆိုတော့ဒီကစားမားတွေအမှန်တကယ်အသင်းကိုရောက်လာတဲ့အခါအစဉ်ပြေဖို့ပဲကျွန်တော်မျှော်လင့်ရမယ်ဆိုတော့ညီကတို့နေနေရောလက်ရှိအသင်းဘက်ကလုပ်နေတဲ့အပြောင်းအရွှေ့တွေနဲ့ပတ်သက်လို့သဘောကျကြလားအများကြီးပို့ပြီးတော့အချိန်ကြီးကောင်းလာလိမ့်မယ်လို့ထင်ကြလားစုနေကြပါအားလုံးကိုချစ်သီးများကြီးတို့ပါနဲ့